ကွန်ပျူတာနည်းပညာဆိုင်ရာအလုပ်ယုံဆွေးနွေးပွဲနည်းပညာဖလှယ်တဲ့ဘာကန်2013ကို January 19ရက်နေ့မနက်မှာရန်ကုန်မြို့က ICT ပတ်မှာဖွင့်လှစ်ခဲ့ပါတယ်။လူငယ်တထောင်ကျော်တက်ရောက်ခဲ့တဲ့၄ချိန်မြောက်ဘာကန်ဖွင့်ပွဲကိုမြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌနဲ့ ICT ပတ်ဥက္ကဋ္ဌတို့ကဖွင့်လှစ်ပေးခဲ့ပြီးမြန်မာနိုင်ငံမှာဘာကံဖွင့်ဖို့စတင်စော်ဩခဲ့သူအမေရိကန်နိုင်ငံသားအမ်လီလည်းတက်ရောက်ခဲ့ပါတယ်။ ဘာကင်ဖွဲရတော့တယောက်နဲ့တယောက်ကျွန်တော်တို့ကလွတ်လွတ်လပ်လပ်ဒီဆွေးနွေးနိုင်ပါတယ်ဒီအရင်ဖွဲနိုင်ပါတယ်အဲဒါကြောင့်မလို့ဒီပညာဖလဲတဲ့ဖွဲမှာဒီဘာကင်ဖွဲဟာတခြားဖွဲနဲ့မတူဘဲကြားတဲ့ဖွဲတစ်ခုဖြစ်နေတယ် အင်တာနက်နဲ့ကွန်ပျူတာနည်းပညာတွေကိုအချင်းချင်းမျှဝေဖလှယ်နိုင်မဲ့ဘားကမ်ဟာမြန်မာနိုင်ငံရဲ့လူငယ်မျိုးဆက်တွေအတွက်အနာဂတ်နည်းပညာကိုဖန်တီးနိုင်မဲ့အခွင့်အလမ်းဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ Press Bond မျိုးနဲ့ကျွန်တော်လုပ်တဲ့ဟာ information sharing knowledge sharing ဒီဟာတွေကိုတို့ကလည်းအရင်သဘောကျတယ်သူတို့သိတာတွေလည်းဝင်ပြောကြတယ်သူများပြောရတယ်လည်းနားထောင်ကြတယ်ရှင်းလင်းကြတယ်ဆိုတော့ဒီဟာကျွန်တော်တို့ညွန်မန်းထားတဲ့အိမ်မက်ဖက်ကိုအများကြီးပို့ပြီးတော့ အာတကယ်ကိုပြည်ပြည်ချင်းကောင်းနေပေါ်ပြီးအောင်မြင်တော့ရတဲ့ကျွန်တော်အနေနဲ့အထူးပဲဝမ်းသာပါမြန်မာဒီမိုကရေစီကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့2012ခုနှစ်ဘာကံဖွင့်ပွဲကို လူ9000ကျော်တက်ရောက်ခဲ့တာမို့ကဘာမှာတက်ရောက်သူအများဆုံးစည်းရင်ဝင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ2010နှစ်စမ်းမှာပထမဆုံးကြိမ်ဘာကံကို စတင်ဖွင့်လှစ်ခဲ့ပြီးစိတ်ပါဝင်စားသူ1900ကျော်တက်ရောက်ခဲ့ပါတယ်။ ်ရန်ကုန်မန္တလေးပြည်လာရှိုစတဲ့မြို့ဆယ်မြို့မှာဘားကန်တွေအသီးသီးဖွင့်လှစ်ထားရှိခဲ့ပါတယ်။